သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်မှဒီကနေ့မေလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးကကျန်းမာရေးဝန်ထမ်းများလာရှို့ပို့ရန်စစ်ကောင်စီစီစဉ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်ကောင်စီပြန်လည်အုပ်ချုပ်နေပြီဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့စီကိုမန္တလေးကကျမ်းမာရေးဝန်ထမ်းတွေကိုမေလကုံနာနဲ့ပို့ဖို့စစ်ကောင်စီဘက်ကစီစဉ်နေတယ်လို့စစ်ကောင်စီကျမ်းမာရေးဝန်ထမ်းတွေစီကနေသိရှိရပါတယ်။ဧပြီလ22ရက်နေ့ကစတင်ပြီးလာရှုမြို့ကိုပြန်ဝင်ရောက်လာတဲ့စစ်ကောင်စီဟာကျမ်းမာရေးဝန်ထမ်းအားနည်းနေတာကြောင့်လာရှုစေးယုံကရေးပေါ်လူနာဌာနကိုပဲဖွင့်လှစ်နိုင်သေးတယ်လို့မန္တလေးကကျမ်းမာရေးဝန်ထမ်းဌာနတွေကိုပို့ဖို့စီစဉ်နေတာလို့သိရှိရပါတယ်။လာရှုကိုပြောင်းရွှေ့ခံရတဲ့ဆရာဝန်တယောက်က မန္တလေးကကျမ်းမာရေးဝန်ထမ်းတွေကိုဒီလကုန်အလုံးအရင်နဲ့လာရှို့ပို့ဖို့လုပ်နေတယ်။အော်ဒါတွေထွက်လာပြီးလာရှို့စေယုံကြီးတာဝန်ထမ်းဆောင်ဖို့ဘယ်သူမှလည်းမသွားကျင်ကြဘူးလို့ဆိုပါတယ်။ပို့ဆောင်မဲ့ကျမ်းမာရေးဝန်ထမ်းအရေးအတွက်များပြားပြီးအရေးအတွက်အတိအကျကိုတော့သူကပြောဆိုထားတာမရှိပါဘူး။လာရှုစေယုံကိုမေလ၂ရက်နေ့ကစစ်ကောင်စီဘက်ကအခမ်းအနားနဲ့ဖွင့်လှစ်ခဲ့ပေမဲ့ဒီနေ့အထိစေယုံတက်လူနာရီကိုလက်မခံသေးဘူးလို့ဒေသခံတွေကဆိုပါတယ်စေယုံတဲမှာလည်းဘာမှမကြံဘူး သူတို့အရေးပေါ်ဌာနလောက်ပဲဖွင့်နိုင်တယ်။လူနာတင်ကားတွေလည်းမရှိတော့ဘူး။အောက်ဆီဂျင်အလုံး1000ကျော်မှတရာလောက်ပဲကျန်တော့တယ်။အခုဂရင်တွေကလည်းမစုံတော့ဘူး။စေကန်ပေးစရာမရှိဘူး။အခုအဲ့ဒါတွေတဖြည်းဖြည်းပြန်ထည့်ပြီးမှလူနာလက်ခံမယ်လို့ကြားတယ်။ကျမရဲ့ဝန်ထမ်းတွေလည်းနေနေသေးတယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်ငူခရိုင်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး9ဦးဖမ်းဆီးရရှိ ထိုင်းမြန်မာနယ်စပ်ကနေလီစစ်တပ်စခန်းတိုက်ပွဲမှာ120မမလက်နက်ကြီးနဲ့လက်အပအဝင်လက်နက်ခဲယံအများပြတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူခရိုင်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်မှုမှာစစ်သား10ဦးသေဆုံးပြီး9ဦးဖမ်းဆီးရရှိခဲ့ကြောင်း KNL တရင်ရင်းမြစ်ကဆိုပါတယ်။မေလ19ရက်နေ့ KNU တပ်မဟာ3နေမြေတောင်ငူခရိုင်အတွင်းထဲမှာစစ်ကောင်စီကစစ်ကြောင်းထိုးလာရမှာ KNL ပူးပေါင်းတပ်များကစစ်တပ်ကိုတိုက်ခိုက်ခဲ့ကြောင်း ရင်တိုက်ပွဲမှာစစ်တပ်စစ်ကြောင်းမှဆုတ်ခွာထွက်ပြေးသွားပြီးစစ်ကြောင်းပြတ်သွားကြောင်းရင်တိုက်ပွဲမှာစစ်တပ်ဘက်မှ10ဦးသေဆုံးပြီး9ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။တပ်ဆိုင်ရာကတရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်။လေရင်တတိထားရတာရဲ့နေမီမတီငိန်သေးတာရဲ့ကြောင့်နေရအတိအကျတော့ထုတ်ပြောလို့မရသေးဘူးလို့ KNL သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ်ဒါအပြင်ယမန်နေ့ညပိုင်း KNL ပူးပေါင်းတပ်များကတင်ပိုက်ခဲ့တဲ့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ကနေလီစစ်တပ်စခန်းမှာ120မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ခဲယံအများအပြားတင်ဆက်ရရှိကြောင်းအဆိုပါစခန်းမှာစစ်တပ်ဘက်မှအင်အား100ကျော်ရှိပြီးအင်အား90ကျော်မှထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြောင်းကျန်အင်အားအများစုမှာတော့စစ်တုံဘန်းအဖြစ်ဖမ်းဆီးရရှိခြင်းပြစ်ခတ်မှုအတွင်းတိတ်ဆုံးမှုများရှိတဲ့ပြင်နီးစက်ရတောဆက်နှင့်စိုက်ခင်းများအတွင်းကိုထွက်ပြေးခြင်းများလည်းရှိကြောင်းသိရှိရပါသည် KNU ရဲ့ထုတ်ပြန်ချက်မှာ KNU တပ်မဟာကျောင်းနေမြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတဲ့ကနေလီတပ်စခန်းကိုယမန်နေ့မေလ28ရက်နေ့ညနေ6နာရီအချိန်မှာ KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အလားတူယနေ့နနက်ပိုင်းမှာလည်းကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ရွှေအေးမြိုင်စစ်တပ်စခန်းကိုလည်း KNL ဥဆောင်တဲ့တော်လန်ရေးတပ်များကအပြီးသက်နေမြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ပြည်သူတွေခက်ခဲကြက်တဲနေလို့နေဆက်ဂိတ်တွေပြန်ဖွင့်ပေးဖို့တရုတ်ကို TNL တောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေဆက်သုံးစီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်ပြီးကြက်တက်ခက်ခဲနေတယ်လို့ TNL ကဆိုပါတယ် အဲ့ဒီအခက်အခဲကြက်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့နေဆက်ဂိတ်တွေကိုပြန်ဖွင့်ပေးဖို့မေလ28ရက်နေ့သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာတက်အောင်တက် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးတာပန်လကတောင်းဆိုခဲ့ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းအပြီးမှာတရုတ်မြန်မာနယ်စပ်မှာထိစပ်နေတဲ့နေဆက်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံက2024ခုနှစ်ဇွန်လကတည်းကပိတ်ထားတာအခုဆိုရင်တစ်နှစ်ကျော်ရှိနေပါပြီ။ တရုတ်ပစ္စည်းတွေမြန်မာဘက်ကိုတင်သွင်းတာကိုတရုတ်ဘက်ကပိတ်လိုက်တာကြောင့်မြန်မာကုန်တွေတွေကြားမှာလဲကုန်တွေရေးအချက်အတဲတွေရှိနေပါတယ်တရုတ်ဘက်ကသွင်းကုန်တွင်ပိတ်တဲ့အထက်မှာမြန်မာဘက်ကအထူးကမိခိုအုံပြုနေကြတဲ့အိမ်သုံးပစ္စည်းလူသုံးကုန်စေဝါလျှက်စစ်ပစ္စည်းစိုက်ကင်နဲ့ဆိုလာအပါအဝင်ဘီးလက်မြေလိုအိမ်ဆောက်ပစ္စည်းတွေလည်းပါဝင်နေပါတယ် ထပ်မံတင်ဆက်ပေးချင်တာကတော့တောင်တာမြို့ပေါ်မြေစရင်ယုံအခွန်ဦးစီးဌာနအမတ်နှစ်ရက်ကွက်အုတ်ကြီးနေအိမ်များကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်စီးနှင်တိုက်ခိုက်မှုစစ်သားများအကုန်ထွက်ပြေးခဲ့ကြကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့ပေါ်မှာရှိတဲ့မြေစရင်ယုံအခွန်ဦးစီးဌာနယုံအမတ်နှစ်ရက်ကွက်အုတ်ကြီးနေအိမ်တို့ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအကုန်ထွက်ပြေးသွားကြောင်းတောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ ယမန်နေ့မေလ28ရက်နေ့နေ့လယ်ပိုင်းကတောင်တာမြို့ပေါ်မှာရှိတဲ့မြေစရင်ရုံအခွန်အိုးစီးဌာနအမတ်နေ့ရက်ကအုတ်ကြီးနေအိမ်စကြန်းဂိတ်စတဲ့နေရာများကိုတော်လိုင်းအင်အားစုများကဝင်ရောက်စီးနင်းခဲ့ရမှာစစ်ကောင်စီတပ်သားများအလုံးထွက်ပြေးသွားကြောင်းအဲ့ဒီလိုထွက်ပြေးပြီးနောက်မေလ28ရက်နေ့ည8နာရီခန့်မှာဝဲလောင်တိုက်နယ်ဘက်ကိုစစ်ကူထွက်သွားတဲ့စစ်ကြောင်းဟာယနေ့မေလ29ရက်နေ့နံနက်ပိုင်းမှာပြည်သူပိုင်စနေပိန်းကနှစ်စီးကိုချော့ဆွဲပြီးမြို့ထဲကိုပြန်လည်ဝင်ရောက်လာပြီးနောက် စစ်သားအင်အားများပြထပ်မံတိုးကပိတ်ဆို့စစ်ဆင်းမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။မြို့ပေါ်ကိုဝင်စည်းချိန်မှာအင်အားကအခုလောက်မများသေးဘူး။ဒီမနက်မှထပ်တိုးထားပါတယ်။မြို့ပေါ်ဝင်စည်းတဲ့အချိန်ကလည်းစစ်ခွေးတွေရှောင်ပြေးသွားတာပါ။မနေ့ကတော်လိုင်းရင်အင်အားစုတွေဝင်လာတဲ့အချိန်မှာဒီကောင်တွေမြို့ပြင်ရောက်နေတာပါ။28ရက်နေ့ည8နာရီခန့်ကဝဲလောင်တိုက်နယ်ဘက်ကိုစစ်ကူထွက်လာတဲ့စစ်ကြောင်းလဲဒီနေ့မနက်စစ်နဘိန်းကားနှစ်စီးကိုချော်ဆွဲပြီးမြို့ထဲကိုပြန်ဝင်လာပါတယ် မိဘပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အနီးကပ်နေထိုင်ခြင်းမပြုကြဖို့တိုက်တွန်းခြင်းပါတယ်အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်လို့ပါလို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကပြောကြပါတယ်တောင်တာမြို့ပေါ်မှာအချားယုံများပိတ်ထားပေမဲ့လည်းအကြမ်းဖက်စစ်ကောင်စီခန့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟန်သူရက၎င်းရဲ့ဝင်ငွေရာလန်းဖြစ်တဲ့မဲစရင်ယုံကိုအမြဲပွင့်ထားကပုံစံခွနဲ့များကိုကြံများထုတ်ပေးပြီးစီးပွားရှာနေကြောင်းသိရှိရပါတယ် မြို့ပေါ်မှာအခြားယုံတွေပိတ်ထားပေမဲ့မြေစရင်ယုံကဖွင့်ထားတယ်။အဓိကကတော့စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးမှူးဟန်သူရကနေပြီးပုံစံခုနှစ်တွေကိုဂရန်ထုတ်ခိုင်းပေးဖို့အတင်းပြုတ်လုံနေတာပါ။သူ့အတွက်ဝင်ငွေရလန့်တိစောက်တဲ့သဘောပါ။ဒီလိုလောက်တာနဲ့ပတ်သက်လို့စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာလည်းကြရက်ရိုက်ခဲ့တယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီလက်ထက်ဆောင်ရွက်သမျှကိစ္စအဝဝကတရားမဝင်ဘူးဆိုတာအသိပေးလို့ပါတယ်လို့တောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ မေလ19ရက်နေ့ကလည်းတော်လိုင်းအင်အားစုများဟာတောင်တာမြို့မင်္ဂလာဦးဂိတ်ကိုဝင်ရောက်စီးနှင်း၍ဝင်တန်းအင်ယာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတောက်တိုင်တချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အတွက်တောင်တာမြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီတောက်တိုင်နန်စီဒီအမ်များလုံခြုံရေးကင်းမဲ့ကရှောင်တိမ်မှုများရှိနေကြောင်းသိရှိရပါတယ်။ຫນွေဦးတော်လည်းအာကောင်လာပြီးခုခံတော်လန်စစ်မှဒိုးစစ်အဖြစ်တိုးမြင့်လာပြီးနောက်အကျန်းဖတ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုပုံမလုဆောင်လာခဲ့တဲ့အတွက်ကြောင့်အသက်အန္တရာယ်ကင်းစေရေးအတွက် ဘုံကိုကျင်းမြစနစ်တကျတူးဖို့ကြရန်တိုက်တွန်းထားပါတယ်။ထပ်မံသိရှိရတဲ့သတင်းကတော့ Elon Musk ကအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာနမှတရားဝင်နှုတ်ထွက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ Elon Musk ကအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOGE အကြီးအကဲအဖြစ်မှနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကိုစတင်နေပြီဖြစ်ပါတယ်။ Tesla နဲ့ SpaceX CEO ဖြစ်သူ Elon Musk ကအထူးအစိုးရဝန်ထမ်းတအူးရဲ့တာဝန်များပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့မလိုအပ်တဲ့အသုံးစရိတ်များကိုဖျက်တောက်ရန်အခွင့်အရေးပေးတဲ့အတွက် တမနာထရမ့်ကိုကျေးဇူးတင်ကြောင်းဗိုတဟူးနေညက X မှာ post တင်ခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှ DOGE လုပ်ငန်းရှင်များဟာအစိုးရတပ်တန်းတစ်လျှောက်လုံးအချိန်နဲ့အမျှအားကောင်းလာလိမ့်မယ်လို့ Max က post မှာရေးသားခဲ့ပါတယ်။ Max ရဲ့ post မှာရေးသားချက်ဟာမှန်ကန်ကြောင်းနဲ့ဗိုတဟူးနေညမှာစတင်ထွက်ခွာမှာဖြစ်ကြောင်းအင်ဗျူတော်ကအတည်ပြုခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့မှာထရမ့်ကယင်းဌာနကိုတည်ထောင်ရန်တမရအမိန့်ကိုလက်မှတ်ရေးထိုးပြီးနောက် Max ဟာ DOGE ရဲ့အကြီးအကဲဖြစ်လာပါတယ် DOGE ဟာအစိုးရဌာနအသုံးစရိတ်များအကျင့်ပြတ်ချစားမှုနဲ့မတမမှုများကိုအရှိန်အဟုန်နဲ့ပေါ်ထုတ်ရေးဆောင်ရွက်ခဲ့ပါတယ်။1962ခုနှစ်မှာကွန်ကရက်ကဖန်တီးခဲ့တဲ့သမရသူမဟုတ်လွတ်တော်ရဲ့အထူးတာဝန်များအတွက်ကာလာတို့ယာယီဝန်ထမ်းများကိုငှားယမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရ Max ဟာအထူးအစိုးရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရပါတယ်။အစိုးရကျင့်ဝတ်ရုံးရဲ့အချက်အလက်များအရအထူးအစိုးရဝန်ထမ်းများဟာ365ရက်တာကာလမှာရက်ပေါင်း130ထက်မပိုဘဲ Federal အစိုးရအတွက်အလုပ်လုပ်ခွင့်ရှိပါတယ်။ မက်ဆီရဲ့ကျန်းသစ္စာချိန်ဆိုပွဲနေ့မှစတင်တဲ့ရက်ပေါင်း130အချိန်ကာလဟာမေလ30ရက်နေ့မှပြည့်သွားမှာဖြစ်ပါတယ်။ DOG ဟာ Federal အစိုးရမှမလိုအပ်တဲ့ကုန်ကြစည်များကိုရှော့ချရင်းနဲ့လုပ်ငန်းစဉ်ချုံးမွေ့စည်းရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ Trump ရဲ့တမရအမိန့်အရအစိုးရအဖွဲ့ဟာ2026ခုနှစ်ဇူလိုင်လ4ရက်နေ့မှဖျက်သိမ်းရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပါပါ